အမားဖြစ်သူနန္ဒလာရဲ့ခင်ပုံပတ်စံတွေကိုထိုင်ဖြုံးနေရလို့ဝေဖန်ခံရသူတွေကိုအခုလိုတဲ့ပြောလာတဲ့စိန်ဖြိုးလိုက်ပရိသတ်များအလုံးမင်္ဂလာပါရှင်ဆယ်လီယံမန်ပလတ်ကနေပြန်လေးကြိုဆိုလိုက်ပါတယ်လူမှုကွန်ရက်စာမျက်နှာမှာတော့ပရိသတ်ကြီးတွေအားပေးချစ်ခင်ရတဲ့ influencer တွေခရီးသွားဘလော့ဂါတွေအများကြီးရှိပါတယ် အဲ့ဒီထဲမှာအနုပညာရှင် vlogger တွေကလည်းအများကြီးရှိကြတဲ့ထဲကမှစိန်ပြိုးလိုက်တဲ့ရည်ရွယ်ပွင့်ပြူတို့ဇုံတွေလေးကို blogger လောကမှာမသိရသူတွေမရှိတော့ပါဘူးဒီဇုံတွေလေးဟာအင်တာနက်ပေါ်မှာခရီးသွား vlog တွေကိုအများကြီးရိုက်ကူးနေကြတာတွေကြောင့်မယုံသင်္ကာတွေဖြစ်ကအမဖြစ်သူနန္ဒလန်ရဲ့ခင်ပွန်ဖြစ်သူဦးစေတီဟာရဲ့ပတ်စံတွေကိုထိုင်ဖြုံးနေကြတယ်လားလို့မေးခွန်းတွေမေးကြပါတယ်မြန်မာနိုင်ငံမှာဆိုရင်လူကြီးလူငယ်မရွေးစိတ်ဝင်စားအောင်အထွေထွေပုဂ္ဂိုလ်တွေရလာအောင် vlogger တွေကဗီဒီယိုတွေအမျိုးမျိုးနဲ့တင်ဆက်တတ်ကြပါတယ် ယ်။အခုကလူငယ်တွေကြားမှာအမျိုးမျိုးသောနာမည်ကြီး vlogger တွေအများကြီးကြားတဲ့ကမှစိန်ပြိုးလိုက်တဲ့ရည်ရွယ်ပွင့်ဖြူတို့ဇုံတွေလေးကိုတော့တရားမီကြားမှာပါ။ စိတ်ပြိုးလိုက်ဆိုတာကတော့တခြားသူမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကျဲအောင်မြင်ဆုံးမင်းသမီးကြီးတလက်ဖြစ်ခဲ့တဲ့နန်တာလိုင်ရဲ့မောင်အရင်းဖြစ်ပါတယ်စိတ်ပြိုးလိုက်ကအမားဖြစ်သူမင်းသမီးကြီးနန်တာလိုင်လိုပဲရုပ်ရှင်သရုပ်ဆောင်လောကတွေကိုဝင်ရောက်ခဲ့ပါသေးရဲ့ရုပ်ရှင်လောကမှာသရုပ်ဆောင်မင်းသားလို့တုံးကမောင်ဆိုတဲ့နာမည်နဲ့ဇာတ်ကားပေါင်းများစွာကိုရိုက်ကူးခဲ့ပါသေးရဲ့ဒါပေမဲ့လည်းအချိန်တစ်ခုရပြီးနောက်ပိုင်းမှာစိတ်ပြိုးလိုက်တယောက်အနုပညာလောကကနေရန်နာလိုက်ပါတယ်စိတ်ပြိုးလိုက်ရဲ့ဇနီးဖြစ်သူရီရီပွင့်ဖြူကလည်းအရင်ကဇက်ဖို့မင်းသမီးတယောက်ရဲ့တမီးဖြစ်ပြီး တော့သူမကိုယ်တိုင်ကလည်းဇက်ဖို့မင်းသမီးတက်လက်ဖြစ်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့စိန်ဖြိုးလိုင်နဲ့ရီရီပွင့်ဖြူတို့ဇုံတွဲကိုလူမှုကွန်ရက်အစာမျက်နှာတွေမှာတွေ့လာရပါတယ်။သူတို့ဇုံတွဲလက်ထပ်ပြီးနောက်ပိုင်းမှာခီးသောဘလော့တွေကိုလည်းပရိသတ်တွေကစိတ်နှစ်သက်အားပေးခဲ့ကြပါတယ်။အခုခါမှာသူတို့ဇုံတွဲလေးကနိုင်ငံအနှက်ကဘာဘက်ကခီးသောတဲ့ဘလော့တွေအပြင်အစာအသောက်ဘလော့တွေကိုလည်းပရိသတ်တွေအတွက် review လေးတွေပေးတတ်ကြပါသေးတယ်။သူတို့ဇုံတွဲလေးရဲ့ဘလော့တိုင်းလို့လို့မှာစိတ်ဝင်စားဖို့ကောင်းတဲ့နိုင်ငံရဲ့အကြောင်းတွေဟာတာလေးတွေပါရောနှောပါဝင်နေရကြ ောင်းလူရည်ရဲ့ကြည့်ရှုနှုန်းတွေစိတ်ဝင်စားနှုန်းတွေကမြင့်တက်လာခဲ့ပါတယ်။စိန်ပြိုးလန်တဲ့ရည်ပွင့်ဖြူတို့ဇုံတွေလေးကအများအားပျော်ပျော်ရှင်ရှင်ပဲဖြတ်တန်းနေတာဖြစ်ပြီးတော့လူတိုင်းအားကြရလောက်တဲ့ဘဝကိုလည်းပိုင်ဆိုင်ထားကြတာပါ။ ဖလောကာရီဖြစ်နေတဲ့စိန်ဖြိုးလိုက်တဲ့ရည်ပွင့်ဖြူတို့ဇုံတွေဟာနိုင်ငံတကာကိုလဲပတ်နေတဲ့ခီးသွားဗီဒီယိုတွေကြောင့်အလုံးမရှိအကင်မရှိလဲပတ်နိုင်ကြတယ်လို့ပုတ်ခတ်ကြပါတယ်။အခုလိုမျိုးသူတို့ရဲ့ vlog တိုင်းလိုလိုမှလူကြည့်များလာတာကြောင့်ဝင်ငွေတွေကတော့အဆမတန်များစွာရရှိပြီးအရင်ထက်ပိုပြီးတော့ချမ်းသာကြွယ်ဝလာကြပါတယ်။ဒီလိုမျိုးနိုင်ငံတိုင်းကိုလဲပတ်သွားနိုင်ဖို့ဆိုတာကငွေကုန်ကြေးကျတော်တော်လေးများပြပါတယ်။အခုလိုသွားနိုင်ဖို့အတွက်ဘယ်ကပတ်စံတွေရလို့လဲ။ရောက်ပါစီကပတ်စံတွေဖြုံးနေကြတာလို့ဝေဖန်နေရပါ စင်ပြိုးလိုင်တဲ့ရေပွင့်ဖြူတို့ကတော့ဒီလိုမျိုးသုံးနိုင်ဖြုံးနိုင်နေဆိုတော့ခရီးတော်ဘလော့တွေကြော်ညာတွေကို YouTube တွေပေါ်မှာတင်ပြီးတော့အရိကရာတဲ့ပတ်စံနဲ့နေနိုင်တာဖြစ်တယ်လို့ ရောက်ပါဖြစ်သူဦးစီတီဟာစီကနေတပြားတစ်ချက်မှယူရာမျိုးတွေမရှိခဲ့ဘူးလို့လည်းထက်ကထက်ကပြောဆိုခဲ့ပြီးသားဖြစ်ပါတယ်။ကြီးကျူအားပေးနှုံများလေလေဝင်ငွေပိုရလေလေ ဖြစ်တာကြောင့် professional ဆန်ဆန်ရိုက်ကူးကပျော်ရွှင်ပွဲအနေနဲ့ရိုက်ကူးထားတာတွေကြီးပါပဲ။ဒီဗီဒီယိုကိုအဆုံးထိကြီးကျူအားပေးနေကြတဲ့ပရိသတ်တွေကရောစိန်ပြိုးလိုက်တဲ့ရည်ပွင့်ဖြူတို့ဆုံးတွဲဟာရောက်ပါဖြစ်သူဦးစီတီဟာရဲ့ပတ်စံတွေနဲ့စိတ်ဝင်စားဖို့ကောင်းတဲ့ blogger တွေနိုင်ငံတကာကိုအမြဲတမ်းလဲပတ်နေရလို့ဝေဖန်နေကြတဲ့ပုံမှာမိမိတို့ရဲ့အမြင်လေးတွေကိုမျှဝေ ခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်